နဂါမင်းသားနီဘလူးမလီတို့ရဲ့ချစ်ပုံမြင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကထရမ်ပီနေဝိုင်းယော့ခိုင်ခေါင်ကောမြို့နယ်ရှိခြေပြန့်တဲ့ဘရန်မြို့မှာဖရာယာကုတ်ခေါင်လို့အမည်ရတဲ့တကူးကြီးမားတဲ့နဂါမင်းတစ်ပါးရှိခဲ့ပါရင် သူသည်နဂါမင်းအေဂရေဖူချုံရဲ့သားတော်ဖြစ်ပြီးတော့အလျားတယူဇနာရှိတဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ပလဲအောင်ဖြူစင်တဲ့အဆွေများရေရဲနေတဲ့မျက်လုံးများဖြင့်တကူးပါဝါလေးကြီးတဲ့သူဖြစ်ပါရင် ဖရာယာကုတ်ခေါင်သည်ဘရန်မြို့ကို တရားမျှတစွာအုပ်ချုပ်ခဲ့ပြီးတော့သူဤဂုံချက်တည်းနှင့်တကိုးကြီးမားမှုတွေကြောင့်လူသားများနှင့်ငကားများကသူ့ကိုယူတည်ကြပါရင်းဖရိုင်ယာကုတ်ကောင်သည်အွေရောက်လာတဲ့အခါမြေပြင်ပေါ်မှာရှိတဲ့ကဘာကြီးကိုစူးစမ်းလေ့လာဖို့အိမ်မက်တီနဲ့ပြည်နယ်နေခဲ့ပါရင်းသူဟာတစ်ဆန်းကိုသိရှိဖို့မြေရောက်ကနေထွက်လာခဲ့ပါရင်းဒီနေ့မှသူသည်ထန်လန်းခေါင်ကော့ကူကိုခီးနေလာခဲ့ပြီးတော့အိမ်ညာမှာအီယာမဘလူးမင်းဟူကန်ရဲ့သမီးတော်ဖြစ်သူ နန်စထရီစီခန်းဆိုတဲ့အလွန်လှပတဲ့အမျိုးသမီးငယ်နဲ့ဆုံတွေ့ခဲ့ကြပါရင်ပထမဆုံးတွေ့ဆုံမှုပါပဲ၎င်းတို့နှစ်ဦးကတူနဲ့တူနှလုံးသားချင်းဆက်သွယ်ခံစားမိကြပြီးတော့ချစ်ချင်းမြတ်တာလေးအေးအေးခိုက်တက်မှာပဲစတင်ပြီးတော့နှက်ဆိုင်လာခဲ့ကြပါရင်ဘရာယာကော့ခေါင်နီနန်စထရီစီခန်းက၎င်းတို့ရဲ့ချစ်ချင်းကိုလျှို့ဝှက်စွာနဲ့စတင်ခဲ့ကြပါရင်သူတို့ရဲ့ချစ်ကိုမိသူမှမသိရှိခဲ့ကြပါဘူးတနည်းတော့နန်စထရီစီခန်းကဘရာယာကော့ခေါင်ရဲ့ကိုယ်ကိုဆောင်ထားခဲ့ရလိမ့်တယ်ဘရာယာကော့ခေါင်က၎င်းရဲ့ချစ်သူနဲ့ မွေးဖွားလာမယ့်သားသမီးလေးအတွက်လှပပြီးတော့ဘေးကင်းတဲ့နေရာတစ်ခုကို ရှာဖွေခဲ့ပါရင်အဲဒါကြောင့်သူက nursery စီကံကိုခေါ်ဆောင်ပြီးတော့ခေါင်ခေါ့ကူလို့နောက်ပိုင်းမှာလူတီများလာကြတဲ့ကြီးမားရဲ့ကူတစ်ခုကို ရောက်ရှိခဲ့ပါရင် fryer ကော့ခေါင်က၎င်း၏တကိုးပါဝါကိုအသုံးပြုပြီးတော့ဂူအတွင်းမှာရှိတဲ့ကြောက်ဆောင်တွေကိုဥမင်လိုင်ကောင်းနေနဲ့ရေလန်းကြောင်းတွေဖြင့်ပြောင်းလဲဖန်တီးခဲ့ပါရင်ဂူအတွင်းမှာရေစီးစင်းမှုတွေရှိလာခဲ့ပြီးထူးဆန်းတဲ့ပုံသဏ္ဍာန်ရှိတဲ့ကြောက်စင်များနဲ့ ကြောက်တိုင်နေတဲ့ပြည်နယ်နေပါရင်မြားလင်းအောင်နေတူတဲ့ကြောင်းမြက်များကဂူတွင်းတောက်ပနေပြီးတော့အရွယ်မျိုးမျိုးရှိတဲ့တိရစ္ဆာန်တွေကဂူရဲ့ဒေါင်းကွက်တွေမှာနေထိုင်ကြပါရင်ဤကူဟာဖရာယာကုတ်ခေါင်နဲ့နန်စတရီစီခန်တို့ရဲ့သားသမီးတွေကို ပြုစုပြောထောင်ရန်လှပပြီးတော့အေဂျင့်နဲ့နေရာတစ်ခုအဖြစ်ဖန်ပြီးခဲ့ပါရင်သို့တော့နန်စတရီစီခန်ရဲ့ဖခင်ဖြစ်သူအေယာမဘလူးမင်းဟူခန်ကဒေါသထွက်လေပြီးတော့သမီးဖြစ်သူကိုလွန်မင်းချစ်ခင်စောင့်ရှောက်တဲ့သူဖြစ်ပါရင်သူသည်သမီးဖြစ်သူ နဂါမီနှင့်ထွက်ပြေးသွားကြောင်းသိရှိပြီးတဲ့နောက်နေဟာနှံ့ပြားမှရှာဖွေခဲ့ပါရီနောက်ဆုံးမှာသူကခေါင်ကုတ်ကိုရောက်ရှိလာပြီးတော့အဲ့ဒီနေရာမှာသမီးဖြစ်သူနန်ဆွေစီကန်ကနဂါမီနဲ့တူချစ်ချစ်နူးစွာနေထိုင်နေတာကိုတွေ့ရှိခဲ့ပါရီဖာကင်ဖြစ်သူဟုခန့်ကသမီးဖြစ်သူဟာသူမသိပဲယောက်ျားတူနဲ့လှုပ်ရဲချစ်ကြိုက်ပြီးတော့ကိုဝန်ရှိနေတာကိုသိတဲ့အခါမှာဒေါသထွက်ပြီးဖရိုင်ယာကုတ်ခေါင်ကိုတတ်ဖို့ရည်ရွယ်ခဲ့ပါရီသူဟာပူပြင်းတဲ့မီးထောက်တွေကို ဖလိုင်ယာကုတ်ခေါင်ထံကိုလွတ်ချခဲ့တယ်။သို့သောဖလိုင်ယာကုတ်ခေါင်ကထိုမီတောက်တွေကိုရှောင်ရှားနိုင်ခဲ့ပြီးတော့မီတောက်တွေဟာဂူတွင်းမှာရှိတဲ့ကြောက်နေရံကိုထိမှန်ပြီးကြောက်ဆောင်များကွဲရကယနေ့တိုင်ခေါင်ပွဲခေါင်လို့ခေါ်ဆိုတဲ့တောင်တစ်ခုအဖြစ်နဲ့ဖြစ်ပေါ်လာခဲ့ပါပြီ။ဤပြင်းထန်တဲ့တိုက်ပွဲအတွင်းမှာနန်စတရီစီခံကကြောက်ရွံ့ထိတ်လန့်ပြီးတော့အနီးနားမှာရှိတဲ့ကြောက်ဆောင်တစ်ခုစီကိုထွက်ပြေးပြီးခင်မုန်းဖြစ်သူဖလိုင်ယာကုတ်ခေါင်ကိုဆောင်ဆိုင်ခဲ့ပါပြီ။ထိုနေရာသည်ဖနန်ခိုင်လို့အမည်တွင်ခဲ့ပြီးတော့ နန်စရီစီကန်ဒီခင်မုန်းဖြစ်သူအန်နီယမလွတ်မြောက်ဖို့မျော်လင့်ဆောင်ဆိုင်ခဲ့တဲ့နေရာလေးဖြစ်ပါတယ်။အီယာမဘလူးမင်းဟူခန်နဲ့ဖလာယာကုတ်ခေါင်တို့ရဲ့တိုက်ပွဲကပိုရိပ်ပိုရိပ်ပြင်းထန်လာခဲ့ပါတယ်။ဖလာယာကုတ်ခေါင်ကတကူးကြီးမားတော့လေသူရောက်ခမဖြစ်သူဟူခန်ကိုတက်ဖြတ်ရန်မဖြစ်နိုင်ခဲ့ပါဘူး။ဒေါသစိတ်နဲ့ကျေးဇူးတရားတို့ထိတ်တိုက်တွေ့တဲ့အခါဖလာယာကုတ်ခေါင်ကထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူသည်၎င်းရဲ့တကူးအသုံးပြုပြီးတော့ကျောက်ဆောင်တွေကိုဖြတ်ထုတ်ပြီးဂူတွင်းအကွေ့ကောက်များတဲ့လမ်းကြောင်းတွေကိုဖန်သီးခဲ့ပါတယ်။ ီလန်းချောင်းများသည်ရှုပ်ထွေးလွန်းသဖြင့်ဟူခမ်မင်းလင်သူ့ကိုလိုက်လံရှာဖွေရန်မတက်နိုင်ခဲ့ပါဘူးအချိန်ကြာလာတာနဲ့အများဟူခမ်၏ဒေါသကလည်းတဖြည်းဖြည်းလျော့ပါသွားခဲ့ပြီးတော့ဖလာယာကော့ခေါင်ကိုလိုက်လံတက်ဖြစ်ရန်စိတ်ကုံသွားပြီး၎င်း၏မူလနေရာကိုပြန်လည်ထွက်ခွာခဲ့ပါသည်တိုက်ပွဲပြီးဆုံးပြီးနောက်နန်စထရီစီခန်ကဖလာယာကော့ခေါင်၏သားသမီးတွေဖြစ်ကြတဲ့နဂါးလေးတွေကိုမွေးဖွားခဲ့ပါသည်ဤနဂါးလေးများသည်ဂူတွင်းနှင့်အနီးဝန်းကျင်တောင်များမှနေထိုင်ကြပြီးတော့ အမျိုးမျိုးသောပုံသဏ္ဍာန်နှင့်ရွေစားရှိ၏မွေများဖြစ်နှင့်ပြောင်းလဲသွားကြပါသည်။ယနေ့တိုင်းခေါင်ကုတ်ကူတွင်မှဒူးဆန်း၏မွေတစ်ကောင်ကိုတွေ့မြင်မှာက၎င်းတို့သည် flyer ကုတ်ခေါင်နှင့် nancy sigan တို့၏တားစင်မြင်းဆက်တွေဖြစ်တယ်လို့ယုံကြည်ကြပါသည်။၎င်းတို့သည်မိဘများနှင့်သားသမီးများပြလဲပေါင်းစည်းနိုင်မည်ကိုစောင့်ဆိုင်းနေကြလျက်ရှိပါသည်။ဒူးနေရောက်ရှိလာတဲ့အခါခေါင်ကုတ်ကူသည်ငကားများ၏အိမ်တော်ဖြင့်တောက်ပနေမည်ဖြစ်ပြီးတော့ဤဒီသားသည်အဖိုးမဖြစ်နိုင်တဲ့ပျော်ရွှင်မှု တာယာဝပြောမှုများနဲ့ပြည်နှံ့နေလိမ့်မယ်လို့ပြောဆိုကြပါရင် ပုံမြင်တွေကိုကြိုင်းနေတတ်တယ်ဆိုရင်တော့အမြင်နဲ့နားဆင်နိုင်မှု channel လေးကို like and subscribe လုပ်သွားပြီးကြဖို့မမေ့ပါနဲ့ခင်ဗျာ